င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာအခုရက်ပိုင်းအဇင်း အစစ်ကျန်းနေရလို့ရန်ကုန်မြို့ခန်တွေကပြောကြပါရယ်အဇင်းလာစစ်တဲ့အခါမှာလာဝကအရာရှိတွေစစ်သားတွေရဲတပ်ဖွဲ့တွေကိုယ်တိုင်ကွင်းစင်းစစ်တာဖြစ်ပြီးရက်ွက်တွေကလူမိုက်ဆန်ဆန်လူတွေကိုပါခေါ်လာတယ်လို့အဇင်းအစစ်ခံရတဲ့မြောက်ကလာပါမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါရယ် အဲဇင်းလာစတဲ့အခါမှာအဲဇင်းတိုင်ထားတဲ့စာရွက်ပေါ်မှာရေးထားတဲ့လူအရေးအတွက်ကို တိုက်ဆိုင်စစ်ဆေးတဲ့အပြင်အင်တကားကိုဖြွင့်ပြီးဝင်ရောက်စစ်ဆေးတာတွေလည်းပြုလုပ်တယ်လို့သိရပါပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလာ25ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ9ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိပြီးလူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့စင်ကူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကနေသိရပါပါတယ်။ တဒဦးလေတက်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံ6လုံးကျဲချခဲ့တာဖြစ်ပြီးရွာတွင်းကို3လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါရယ်။စင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းထိုးလာတာမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေထိခိုက်သေးဆုံးနေရတယ်လို့စင်ကူးမြို့နယ်ပကဖတာဝန်ရှိသူကပြောပါရယ်။စင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဒေသခံတွေအပါအဝင်အနီးဝန်းကျင်မြို့နယ်တွေကနေစစ်ဘေးရှောင်လာသူတွေပါနေရွှန့်ခွာရှောင်တိန်နေရတယ်လို့ဆိုပါရယ် စစ်ကောင်စီတပ်ကအော်တိုဘာလ25ရက်နေ့တရက်ထဲမှာစင်ကူးမြို့နယ်အပြင်သခိုင်းတိုင်းအတွင်းအရွှေဘူ30ဒီပဲရင်နဲ့မြင်းမှုမျိုးနယ်တွေကိုလည်းပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကနေပြည်ပထွက်ခွာတဲ့လူငယ်တွေကိုပြည်ပခီးသွားဖို့တဲ့မှတ်တမ်း travel history မရှိဘဲပထမဆုံးအကြိမ်ခီးသွားတယ်ဆိုရင် လေဆိပ်ဝန်ထမ်းနဲ့ရဲတွေပေါင်းပြီး VIP Pass လမ်းကြောင်းဆိုကာတိန်40 50အထိငွေညစ်တောင်းခံနေတယ်လို့ကိုရိုင်းကျောင်းသားတွေစီကလည်းသိရပါဗါအနာသိန်းစကောင်ဆောင်ကစစ်မှုရန်ဥပဒေပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်လူငယ်တွေပြပထွက်ခွာတာကိုစီစစ်တင်းကျပ်နေတယ်လို့လေးစိတ်မှရှိတဲ့အရာရှိတွေနဲ့လေးစိတ်ဝန်ထမ်းရဲတွေက VIP service ဆိုကာလူငယ်တွေကိုအထူးပြည့်မှတ်ထားနေတာဖြစ်ပါတယ်ပတ်ဖို့က travel history မရှိလို့ first time မို့ ရစ်တာလည်းဖြစ်မယ်နင်တို့သွားချင်တိုင်းသွားလို့မရဘူးဆိုပြီးတော့အဲ့လိုပြောတယ်သူရဲ့ passport တိုင်တယ် passport ကိုပြီးတော့ number တွေမှတ်ခဲ့တယ်အဲ့လိုမျိုးကြောက်ခဲ့ရပါတော့အောက်ကလေးစိတ်ရဲဝန်ထမ်းလေးရဲဝန်ထမ်းနေတွေ့တော့သူကပြောတယ်ပွဲစားတွေပိုင်းညာရင်ရှိရရှိတယ်အဲ့လိုရတယ် BNB pass ယူလို့ရတယ်အဲ့လိုပြောတယ်အဲ့နောက်တစ်နေ့ကျတော့ကျွန်တော်ပြန် try ပြီးတော့ BNB pass ကိုယူခဲ့တယ် BNB pass ကိုယူတော့လေးစိတ်နာဟိုတယ်မှာပဲတဲခဲ့တယ်ဟိုတယ်မှာလာကြိုတယ်ပွဲစားကားပေါ်ရောက်တော့သူက30တခါတည်းတောင်းတယ် ကျွန်တော်ကကြတော့ညီမငွေမရှိလို့ဒေါ်လာပဲ၄၀လုံးပေးခဲ့တယ်အဲအဲ့နဲ့သူတို့၄၀ရောက်တော့၄၀မှာလိုက်ပို့တယ်ခက်ခွက်ခွာပဲလိုက်ပို့တာပေါ့နော်အဲအပေါ်ထိရောက်တယ်ဆက်ချင်းနေနေမှာဘာမှကိုဖြေစရာမလိုဘူးပြခဲ့တဲ့အော်ဂိုလာနဲ့စတေမာလာအတွင်းကလည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေထိုင်းနိုင်ငံထိုင်းကတဆင့်အခြားနိုင်ငံတွေစီကိုခီးသွားမဲ့လူငယ်တချို့ကိုခီးသွားစာရွက်စာတမ်းဗီဇာငွေကြေးအပြည့်စုံရှိပေမဲ့ပြပပေးမထွက်ပဲလှည့်ပြန်ခိုင်းတယ်လို့သိရပါဗျ။ ဒါအပြင်စစ်တလောက်ခံလို့မဝင်ဌာနက PJ လောက်ကန် passport နဲ့အသက်16နှစ်ကနေ35နှစ်တွေအမျိုးသားတွေပြည်ပထွက်ခွာခွင့်ပိတ်ထားပြီးအမျိုးသမီးတွေဆိုရင်လည်းအရှေ့လက်ပိုင်းနိုင်ငံတွေစီ UAE, Oman စတဲ့နိုင်ငံတွေကိုတွားရောက်ခွင့်တင်းကျပ်ကန့်သတ်နေပါတယ်။နောက်ထပ်ကြုံရသူတို့ပြောပြတာကို DPP သတင်းထောက်ကအထံအစားထိုးပြောပြပေးမှာပါ။လေစိတ်မာကအဖွဲပေါင်း3လေးဖွဲရှိတယ်။အခုကနီးမျိုးစုံနဲ့ရစ်နေတာ။ ီးရောလင်းတက်ခွင့်မရအောင်လဲအကြောင်းမျိုးမျိုးပြပြီးတော့လှုပ်ရှားနေကြတာပြီးရင်သူတို့အချင်းချင်းစီကပဲလက်တို့ပြီးတော့ VMB လမ်းကြောင်းရှိတယ်အဲ့အနယ်သွားရင်အရင်မခံရဘူးအဲ့ဒီလမ်းကြောင်းကနေလာရင်အဆင်ပြေတယ်ဆိုပြီးပဲတွန်းပို့နေတာမဖြစ်မနေသွားဖို့စီစဉ်ထားတဲ့သူတွေကြတော့လေဟိုတယ်ဘိုကင်းလေးလက်မှတ်တွေအဆုံးမခံချင်တော့သူတို့ရဲ့ VIP pass ကိုပဲတိန်30 40ပေးပြီးတော့သွားနေရတာပါပဲဒီစိတ်ကရဲနဲ့ဝင်နှန်းတွေအနာပိုင်တွေအကုန်လုံးပေါင်းပြီးတော့ဝေစားမြစားလှုပ်ရှားနေကြတာ ်လက်တော်လောမှာတော့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာလေးစိတ်ရဲနဲ့လဘကဝန်ထမ်းတွေပူးပေါင်းပြီးပွဲစားတွေကတဆင့် VIP လမ်းကြောင်းကိုစစ်တပ်နဲ့နှိဆက်သူတွေကအ धिक ချိတ်ဆက်လုပ်ကင်နေကြတယ်လို့နှိဆက်သူတွေစီကနေသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်တာစီးပွားရေးကျဆင်းတာနဲ့အလုပ်ကင်ရှပ်ပါတာတွေကြောင့်ပြည်ပထွက်အလုပ်လုပ်ကင်သူပုံများလာပြီးထိုင်း စင်ကာပူမလေးရှားတန်ကိုရီးယားဂျပန်နဲ့ UAE နိုင်ငံတွေကိုအများဆုံးသွားရောက်လုလုကန်ကြရလို့သိရပါပါခင်ဗျာ ကျွန်တော်ဇွဲသစ်ပါဂျာမန်ရဲတပ်ဖွဲ့ဟာကမ္ဘာကျော်ပကြီးစရာတွေဖြစ်တဲ့ပါဘလိုပီကာဆိုနဲ့ရမ်ဘရန်ဒိုအပါအဝင်ပကြီးကျော်တွေရွေးဆက်ထားတာလို့အခိုင်အမာပြောကြပြီးကန်ဗတ်စ်ပကြီးကားတွေအတွက်တန်းနဲ့ချီဈေးတောင်းဆိုကြတဲ့ပကြီးကားအတုဂိုင်းခွင်းဆက်တစ်ခုကိုဖြိုခွင်းခဲ့ကြောင်ပြောကြားထားပါဗျာ ရတက်ဖွဲ့ဟာအဓိကတန်ရာရှိသူကပီကာဆိုရဲ့မူရင်းပကြီကနှစ်ချက်ဆိုပြီးရောင်းချဖို့ကမ်းလှမ်းခဲ့ချိန်မှာအဲ့ဒီအဖွဲ့ရဲ့လှူရှားမှုတွေကိုပထမဆုံးသတိထားမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာပီကာဆိုကိုနှစ်လရှည်များအားပေးပေါ်မိဖက်လဲဖြစ်တဲ့ဓပုံဆရာနဲ့တက်ကြွလှုပ်ရှားသူဒိုရာမာရဲ့ပကြီကားလို့ယူဆရတဲ့ပကြီကားတစ်ချက်ကိုပထမဆုံးကမ်းလှမ်းခဲ့တာဖြစ်ပြီး ပီကာဆိုပကြီကားနှစ်ချက်နဲ့တခြားနာမည်ကြီးအနုပညာရှင်တွေရဲ့ပကြီကားတွေအတွက်ဒေါ်လာတသန်းခွဲဈေးခေါ်ခဲ့တယ်လို့အထူးအနုပညာစုံစမ်းစစ်ဆေးရေးဌာနရဲ့အကြီးအကဲကပြောကြားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဒိုရာမာစစ်စင်ရေးအဖွဲ့လို့အမည်ပေးထားတယ်လို့ဆိုပါတယ်။သူတို့တန်းနဲ့ချီပြီးဈေးကန်လန့်တဲ့အထက်မှာအက်စတာဒမ်မှာရှိရဲ့ rice ပြတိုက်မှာစေစုနဲ့များစွာချိတ်ဆွဲထားတဲ့ပကြီကားတစ်ချက်အမှုလဲပါဝင်ကြောင်းပြောထားပါတယ်။ ဒီပကြီကားကိုဆွစ်ဇာလန်နိုင်ငံကအမျိုးသမီးတယောက်ဟာသူ့ရဲ့ပိုင်ဆိုင်မှုလို့ဆိုပြီးအ धिक တန်ရားရှိသူကနေတဆင့် Swiss franc 120တန်းနဲ့ Swiss ကုမ္ပဏီတစ်ခုစီကိုရောင်းချဖို့အတွက်ကမ်းလှမ်းခဲ့ကြောင်းနဲ့ကျွမ်းကျင်သူတယောက်ရဲ့စစ်ဆေးထင်မြင်ချက်ကနေတဆင့်အဲ့ဒါဟာမိတ္တူတစ်ခုဖြစ်ကြောင်းကိုဆုံးဖြတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ